ကျမဒီနေ့မန်လေးပဲကြော်လေးကြော်စားမှာဖြစ်ပါတယ်။မန်လေးပဲကြော်လေးကိုကျမအလွယ်ကြော်စားမှာဖြစ်တဲ့အတွက်ဒီမွှေးမန်လေးပဲကြော်မှုန်ကိုအသုံးပြုမယ်။ပြီးတော့ကျမဒီညေတော်ပဲလေးကိုပေါ့နော်ဘူးညေတော်ပဲလေးကိုပြုတ်ပြီးသားလေးအသုံးပြုပါမယ်။ညေတော်ပဲလေးလေးကိုလေကျမစစ်တဘူးနဲ့အသုံးပြုတာဖြစ်တဲ့အတွက်သူ့ဘူးထဲမှာပါတဲ့အရည်လေးကိုတော့ကျမစစ်ထုတ်လိုက်ပါတယ်။ပဲလေးလေးကိုရေစစံစစ်ထားတာပါရှင်။ကျမဒီခလတ်တလုံးလေးကိုမွှေးမပဲပြရာကြောင့်မွှေး150ဂရမ်ထည့်လိုက်ပါမယ်။အကုန်လုံးအသုံးပြုပါမယ်။ အိုက်တဲကိုမီတော့ပဲလေးထည့်လိုက်ပါမယ်။မီတော့ပဲကိုတခုစားအသုံးပြုထားပါတယ်။အိုက်တဲကိုစားလေးအနေနဲ့ထည့်လိုက်ပါမယ်။ဒီရတာအတွက်အပေါင်းမှုတွေအနေနဲ့အသုံးပြုပါမယ်။မထည့်ခြင်းလည်းဖြစ်ပါလေ။အထင်ကြီးကိုကအချုံမှုတို့ပါတော့အသုံးပြုခြင်းလည်းဆိုနေရပါလေ။ကျွန်မကတော့အဲအပေါင်းမှုတွေလည်းအသုံးပြုလိုက်ပါတယ်။ဒီထဲကိုကျွန်မဂျင်းမောင်ထည့်လိုက်ပါမယ်နော်။ဟိုဂျင်း ဟိုထောင်းမိသားချိန်ပြီးထည့်လို့လည်းရပါတယ်ကျွန်မတို့ရှင်မှာကျတော့ထောင်းဖို့အတွက်အဆင်မပြေပါဘူးရှင်အဲ့လေးကိုကျွန်မရောနေလိုက်ပါမယ်ရေလေးအနည်းငယ်ထည့်မယ်ပေါ့နော်ရေလေးကိုဖြည်းဖြည်းချင်းထည့်သွားပါမယ်ရှင်ဆိုင်နဲ့နေတာအဆင်မပြေလို့လေကျွန်မလက်ကိုဆင်းဆင်းပြီးတော့လက်နဲ့ပဲနေလိုက်ပါတယ် ပအိတ်ထဲကိုရေက85မီလီလီတာလောက်ထုတ်လိုက်ပါတယ်။ဒီလိုနည်းထားတဲ့မုတ်သားလေးကိုကျွန်မအနည်းဆုံးပေါ့နော်2နာရီလောက်နှက်ပါမယ်။အချိန်ကြကပိုနှက်ရင်ပိုကောင်းပါတယ်။ကျွန်မတို့ဘယ်လေးစကြဖို့အတွက်စီဝိုးလေးတင်မယ်ပေါ့နော်။ကျွန်မစီလေးစထည့်လိုက်ပါပါရှင်။ကြော်ဝါဖြစ်တဲ့အတွက်စီလေးကိုတော့နည်းနည်းလေးပိုထည့်လိုက်တယ်ပေါ့နော်။မီလီစဖက်ပါမယ်။ဆဆဆကျွန်မတို့မီးကိုအမြင့်ဆုံးလေးနဲ့ကြော်ပါမယ်။ မတဲလေးကိုလက်တဲ့လေးခြိုင်လိုက်ပါတယ်ဟိုလက်အိတ်ခြိုင်ရတာအဆင်မပြေလို့ပါတက်ရှင်းတက်တဲ့ပေါ့နော်ပုံစံလေးတွေပြုလုပ်ပြီးတော့ထည့်လိုက်ပါတယ်ကိုကအလုံးလေးပဲခြိုင်ခြိုင်ဒီလိုအပြားလေးပဲခြိုင်ခြိုင်ခြိုင်လို့ပုံစံလေးလုပ်ပြီးတော့ထည့်လိုက်ပါတယ်ကျမတော့ပဲလေးတွေကိုဒီလိုအပြားလေးတွေလုပ်ပြီးကျော်လိုက်ပါတယ်။ကျမကပဲလေးတွေကိုစီမစုခင်ပေါ့နော်အဲ့လိုလေးထည့်လိုက်ပါတယ်။ဘာလို့အဲ့လိုထည့်လဲဆိုတော့ ကပ္ပိုင်တာထဲချက်စီကြလို့ပါ။နောက်ဆိုရင်တစ်ခုပြီးတစ်ခုစောက်ထဲနေကျမလည်းတည်တည်အကျော်မခံနိုင်လို့ပေါ့နော်။တည်တည်လေးတည်မကောင်းဖြစ်နေတော့ကျမစီတိတ်မပူပြီးအကုန်လုံးအတူတူထည့်လိုက်ပါတယ်။ဆိုရင်မမေးပိတ်ကြော်လေးတွေကမချက်သေးပြီမဲ့လေအញ្ញံကိုအယောင်လေးစတယ်ပါတယ်နော်ခုဆိုရင်ပိတ်ကြော်လေးတွေကရေးရေးလေးနဲ့ညနေပြီးမှလို့ကျွန်မတစ်ဖက်စကားလေးကိုစီစလိုက်ပါတော့မယ်ရှင် ခုဆိုရင်ကျမရဲ့မန်လေးပဲကြော်လေးရာပြီးဆုံးတော့ပါပြီပေါ့နော်အပြင်ကုန်ကြီးကချွတ်ချွတ်ရွရွနေအထဲကပြပြော်လေးပေါ့နော်ရန်ကုန်ပဲစားတော့ပါတယ်နေ့လယ်နေခင်ကိုရဲမိသားစုရင်ဒပိုင်းတနိုင်းပေါ့နော်မုံလေးလှုပ်စားပြီးတော့ဟိုစကားစပင်ပြောကြရတယ်လေကောင်းမွန်တဲ့နေ့ရက်တွေကိုဖြတ်သားနိုင်ကြပါစေရှင်ကျမရဲ့ချက်နေပြုံလေးတွေကိုသဘောကျတယ်ဆိုရင်လည်းကျမရဲ့ YouTube channel လေးကို like and share subscribe လေးပြုလုပ်ပြီးတော့ပါပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်